โอเคဂျပန်ကိုကြောင်းလိုက်လာရယ်ဆိုရင်ဘလောက်ကုန်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြေရလဲအခါခါရှိနေပေါ့เนาะဒါပေမဲ့ကျွန်တော်ဟိုဒါမိထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုမှာလူရင်းတူရှင်ဖြေပြမှာဖြစ်ပါတယ်အဲ့တော့ဒါဂျပန်ကိုကြောင်းလိုက်လာမယ်ဆိုရင်350နဲ့400ဝန်းကျင်ရှိရယ်ဆိုရင်ဂျပန်ကိုလာလို့ရပါပြီဆိုတော့ ဒီကြောင်းလာကကြတော့ကျွန်တော်တစ်နှစ်ကို180အဲဒါမြန်မာငွေနဲ့ဆိုရင်340လောက်ရှိမယ်ပြီးရင် agency ဘူး330လောက်ရှိမယ်လင်းလက်မှတ်ဘူး330လောက်ရှိမယ်အဲ့တော့ဒါ agency ဘူးနဲ့လင်းလက်မှတ်ကိုပေါင်းလိုက်မယ်ဆိုရင်360လောက်ရှိမယ်ပြီးရင်ဒီကြောင်းလာကနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒါ300ဖြစ်သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဂျပန်ကိုလာတဲ့အခါဒီကျွန်တော်တို့အိမ်ငါးဘာငါးပေါ့နော်ပြီးရင်ကိုဒါဒီမှာသုံးဖို့တည်ဖို့ယူလာမယ်ပတ်စံ ပေါင်းလိုက်မယ်ဆိုရင်ဒါသိန်းတရာမရှိဘူးဆိုရင်တော့သိန်း90ကျော်ကျော်လောက်ရှိမယ်အဲ့ဆိုရင်ဒါသိန်း350နဲ့ဒါ400ဝန်းကျင်ခံမှန်းရရပါတော့ဆိုတော့အဲ့လောက်ရှိမယ်ဆိုရင်ဒါလာလို့ရပါပြီပြီးရင်နောက်တစ်ခါကျတော့ဒီကိုရောက်သွားတဲ့အခါကျရင်ဒါထပ်ပြီးတော့မိဘစရာပတ်စံမမာရှင်တော့ဘူးပေါ့နော်ဒီမှာကိုလုတ်တယ်လည်းလောက်လားဆိုတော့ဒါလောက်ပါတယ်ဒါလူရင်းတရှင်လည်းပြောတာပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးဆိုတော့ ဒါသိပြီးတော့မပူပါနဲ့ပြီးရင်ဒီကျွန်တော်မြန်မာနိုင်ငံမှာခြေလက်မှတ်နေခဲ့တယ်ဒီမှာ language school ပြီးတော့တဲ့အခါကျရင်ကိုသွားကျင်တဲ့တက္ကသိုလ်ကိုသွားလို့ရလားဆိုတော့ရပါတယ်ဒီမြန်မာနိုင်ငံကခြေလက်အမှတ်နဲ့မဆိုင်ဘူးပေါ့နော်တကယ်လို့ဒီမြန်မာနိုင်ငံကနေအကြောင်းကိုတည်းရဲ့လျှောက်တယ်ဆိုရင်တော့ဒါဆိုင်ကောင်းဆိုင်လိမ့်မယ်ဒါပေမဲ့ဒီမှာကျတော့ language school သွားပြီးတဲ့အခါကျတော့ဒီကိုသွားကျင်တဲ့တက္ကသိုလ်ဒါမှမဟုတ် college ရဲ့ဒီဟို entrance ပြရတယ်ပေါ့နော်ဆိုတော့ entrance အောင်လဲဆိုရင်တောင်းလို့ရပါတယ်ခြေလက်အမှတ်နဲ့မဆိုင်ပါဘူး okay